နောက်ပြန်ကြည့်ရင်ရှေ့မျောကြည့်ရင်နှစ်တနေ့ရဲ့အစဆိုတာတဖန်ပြန်သစ္စမ်းဖို့အားတွေပြန်ဖြည့်ဖို့တန်နိထန်သစ်တွေချဖို့အတိတ်ကအဖြစ်တွေကို အမှတ်ရဖို့အချိန်ပဲဖြစ်ပါတယ်၂030ကို ပြန်ကြည့်လိုက်ရင် အချို့အပိုင်းတွေဟာအမှတ်ရစရာနည်းလွန်းလို့ဆုံးရှုံးသွားပြီးအချိန်နေနဲ့အတူပျောက်ကွယ်သွားပါပြီ2010ရဲ့ပထမဆုံးနေ့ကိုကျမဘလို့ဖြတ်တန်းခဲ့လဲကျမသတိမရတော့ပါဘူး သိပြီတက်တောင့်တတာတော့ရှိခဲ့မှာမဟုတ်ဘူးလို့ပြောနိုင်ပါတယ်။ကျမရဲ့အိမ်ကို2009ဒီဇင်ဘာလတည်းကစပြင်ခဲ့ပြီးနောက်တရင်ဘက်အနေငယ်အကြမှာပဲစီပင်အုပ်ချုပ်ရေးကတားမြမိန်ထုတ်လို့ပြင်ဆင်မှုတွေရပ်လိုက်ရပါတယ်။ကျမရဲ့ရှေ့နေတွေက တားမိန်ကို ပြန်ရုပ်သိမ်းဖို့လှုပ်ဆောင်နေကြတော့မှကတ်ထူဘုံတွေစောင်းထူကြီးတွေနဲ့ထုတ်ထားတဲ့ဘာရင်မှန်းမသိနိုင်တဲ့အရာတွေ ခရီးဆောင်တက်တာအမျိုးမျိုးနဲ့စောင်းနေတဲ့မျောစင်နဲ့တူတဲ့စောက်ပုံတွေအလဲမှာကျမလာပေါင်းများစွာနေထိုင်ခဲ့ရပါတယ်။စောင်းစင်အမြင်ကြီးတစ်ခုစပွဲမျိုးစုံနဲ့အထုပ်စည်းတွေကြားထဲညံ့နေတဲ့ကျမရဲ့အိယာကနေမော်ကြည့်လိုက်ရင်ကွာကျနေတဲ့မျက်နှာချက်ကိုကောင်းကောင်းမြင်ရပြီးအိုမင်းယိုယွင်းခြင်းနဲ့ဆွေးမြေပျက်စီးခြင်းတရားကို အခါများစွာဆင်ခြင်နိုင်ခဲ့ပါတယ်။ ရာသီဥတုအေးနေရင်တော့ပြုတ်သိမ့်နေတဲ့အခန်းထဲနေရတာနှွေးထွေးသလိုလိုပါမြို့ရဲပြားထဲမှာတောစခန်းချနေသလိုဟန်နေနေရတာလဲတနည်းတော့စွန်စားကန်းတွေ့နေရသလိုလိုပါဒါပေမဲ့ရာသီဥတုကပူပူပြီးပူလာတော့စိတ်ကူးအနုလာတွေပြဲသွားပါတယ်အထူးသဖြင့်ပဒင်းအပြင်ဘက်နန်းရံမှာညှန်းစင်ထားတာကြောင့်ပဒင်းပေါက်တွေဖွင့်လို့မရတဲ့အဖြစ်ကိုရောက်ပြီးတညာလုံးနီးပါပူပူအိုက်အိုက်ချွေးတွေရွှဲလို့မအိပ်နိုင်သလောက်ပါပဲ ျမကိုကျမကျမရေးကောင်းလာပါတယ်လို့မခံစားမိပါဘူး။2010ရဲ့ပထမ3လအတွင်းကာလတွေကတော့ကိုခန္ဓာရင်တက်တောင်တက်တာမရှိတာမဟုတ်ပါဘူး။စိတ်လဲအလွန်အမင်းအလုပ်လုပ်ရတဲ့အချိန်ပါပဲ။ရခင်နှစ်ကအင်းစိန်ထောင်အောင်တွင်းမှာကျမအပေါ်ချမှတ်လိုက်တဲ့စီရင်ချက်အပေါ်အယူခံဝင်ထားတာနဲ့ပတ်သက်လို့ကျမရဲ့ရှေ့နေတွေကျမနဲ့ဆွေးနွေးဖို့အခါအားလျော်စွာလာကြပါတယ်။ကျမအတွက်ဒီဥပဒေရေးရာ ကိစ္စတစ်ခုလုံးဟာ ိတ်စိတ်ဝင်စားစရာကောင်းပြီးအင်မတန်အတွေ့အကြုံရင့်တဲ့စွမ်းရည်ရှိတဲ့ရှင်နေတွေစီကနေအများကြီးဗဟုသုတရခဲ့ပါတယ်ကျမရဲ့ရှေ့နေကြီးတွေနဲ့တကွာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဥပဒေရေးရာကော်မတီအတွက်လည်းကျမတိတ်ကိုဂုဏ်ယူမိပါတယ်။အဲ့ဒီကော်မတီဟာ1995ခုနှစ်ကစလို့တရားဥပဒေကိုထိန်းသိမ်းဖို့နဲ့ ျမတို့နိုင်ငံကယုံကြည်ချက်ကြောင့်အကျဉ်းချခံနေရသူတွေဘက်ကခုခံကာကွယ်ဖို့အတွက်အလုပ်တွေအများကြီးလုပ်ခဲ့ကြပါတယ်။ရှင်းနေကြီးဥညာဝင်းဆိုရင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့အလုံမှုဆောင်ကော်မတီဝင်တယောက်လည်းဖြစ်နေတဲ့အတွက်ကျမအနေနဲ့ပြင်ပနိုင်ငံရေးလောကထဲမှာဘာတွေဖြစ်နေသလဲဆိုတာတွေသိရှိခွင့်ရခဲ့ပြီးပါတီရဲ့ဆုံးဖြတ်ချက်ချမှတ်ရမယ့်လုပ်ငန်းစဉ်ထဲမှာအတိုင်းအတာတစ်ခုထိပါဝင်နိုင်ခဲ့ပါတယ်။ နိုင်ငံရေးရှုခွက်ထဲအင်မတန်အရေးကြီးတဲ့ဒီလိုနှစ်တနှစ်မှာရင်ဆိုင်ရတဲ့ဉာဏ်ရည်မြင့်စိန်ခေါ်ချက်တွေဟာကျမအတွက်ကျမရဲ့ကိစ္စတွေထက်အဆများစွာပိုအရေးကြီးပါတယ်။ April လည်းမြန်မာနှစ်သစ်ကူးချိန်လောက်မှာပဲတရားရုံးကအိမ်ပြင်နာကိုဆက်လုံနိုင်ကြအောင်အမိန့်ချမှတ်လိုက်ပါတယ်။ အလုသမားတွေပြုံရောက်လာတာနဲ့ပြင်ပကဘာကအတန်တွေလှုပ်ရှားမှုတွေနဲ့အဆက်ပြတ်နေတဲ့တည်တံ့ချံဝဲဟာနေချင်းညာချင်းပဲအဆက်မပြတ်စူးစူးညံ့ညံ့လှုပ်လှုပ်ရှားရှားရှိတဲ့နေရာဖြစ်သွားပါတော့တယ်။လှုပ်စရာတွေက အများကြီးပါ။အထက်ကလုပ်ငန်းကခေါမိုးပြင်မှုဖြစ်ပါတယ်။နှစ်နေချီပြီးမုတ်တုံလာတွေမှာကျမရဲ့မှွေရာကျမအိမ်နေတဲ့အချိန်တော့ကျမရောအပါအဝင်ရေမစုံအောင်နဲ့ယူလာတဲ့မိုးရေကိုခံနိုင်အောင် ကရင်နဲ့ခွက်တီစလုံးတွေပုံးတွေကိုခက်ခဲတဲ့စစ်တွေရင်ပွဲတပွဲကစားတဲ့အချိန်အယုတ်တွေရွှေ့ရတယ်လို့လက်ရွှေ့နေရပါတယ်။အခုတော့ခေါင်းလုံးအောင်လုံနိုင်တော့မှာပါ။နောက်တမိုးကိုစိတ်အေးလက်အေးနဲ့ကြမာဆောင်ပြောနိုင်ပါပြီ။မြမစကားမှာခေါင်းလုံးနဲ့ဆိုတာလုံချုံချင်းကိုဖော်ကျူးတဲ့အလင်္ကာဖြစ်ပါတယ်။ထိတ်ဆုံးကသာကောင်းရင်တပိတ်မှန်လုံးကောင်းမယ်ဆိုတဲ့အမြင်ကိုထင်ဟပ်တဲ့အခြေပဲပါ။ ပြုတ်ပြင်းနဲ့ထိမ့်သိမ့်ပြင်းစင်နေဆိုတာနောင်ကာလမှာရုပ်ပိုင်းဆိုင်ရာအဆင်ပြေမှုနဲ့တက်ထောင်တတရှိမှုတွေအများကြီးရတော့မယ်ဆိုတဲ့အတိတ်ပဲရှိပါတယ်။ဒါပေမဲ့ရုပ်ဝတ္ထုဆိုင်ရာကိစ္စတွေထက်ကျမအတွက်ပိုအရေးကြီးတာကလူတွေနဲ့ဆက်သွယ်ဆက်ဆံလာနိုင်ခြင်းဖြစ်ပါတယ်။ငါးလလောက်ကြာမြင့်တဲ့အိမ်ပြင်းချင်းကာလကဧပြီလကစပြီးစက်တင်ဘာမှပြီးပါတယ်။ဈာထဲမှာ၃ဘတ်လောက်ခဏရပ်နားပါတယ်။ ငါးလလောက်ကြာမြင့်တဲ့အိမ်ပြင်ချင်းကားလာမှာနေ့စဉ်နေ့တိုင်းကျမတို့အလုပ်သမားတွေရဲ့ဘဝတွေနဲ့သူတို့ရဲ့တောကတွေနဲ့အကျွမ်းဝင်ခွင့်ရခဲ့ပါတယ်။ကျမတို့နိုင်ငံကအလုပ်သမားတို့ရင်ဆိုင်နေရတဲ့အခက်အခဲတွေကိုပုံမနာလည်လာပြီးသူတို့ရဲ့မျောလင့်ချက်နဲ့ဆန္ဒကိုပုံမရှင်းရှင်းလင်းလင်းသိမြင်ရပါတယ်။အိမ်ပြုပြင်တဲ့စီမံချက်ရဲ့နောက်ဆက်တွဲအကျိုးဆက်တစ်ခုကတော့အထူးသတင်းတက်ဖွဲ့နဲ့တကွာ အိမ်ဝင်းလုံကြုံရေးအတွက်တာဝန်ယူထားတဲ့အခြားတပ်ဖွဲ့တွေနဲ့မကြာခဏတွေ့ဆုံဆွေးနွေးရတာပဲဖြစ်ပါတယ်။လူတွေဆောက်လို့ရပစ္စည်းတွေကိုခြံထဲသွင်းဖို့နေ့စဉ်လိုလိုဆွေးနွေးညှိနှိုင်းနေရပါတယ်။နှစ်ဦးနှစ်ဖက်စလုံးကအကျိုးအကြောင်းသိမြတ်တာပျော်ပြောင်းလိုက်လျောတာတွေနဲ့အတားအဆီးတွေကိုချောမွေ့အောင်လုပ်နိုင်တယ်ဆိုတာလည်းကျမတို့တွေ့လာခဲ့ရပါတယ်။2010ခုနှစ်ဟာကျမအိမ်အတွက်ပြောင်းလဲတိုးတက်မှုတွေအများကြီးတည်ဆောင်းလာခဲ့တဲ့နှစ်ပါပဲ။ ဒါပေမဲ့ကျမတို့ပြည်သူတွေနေထိုင်နေကြတဲ့ကျမတို့ရဲ့တိုင်းပြည်မှာရောဘာတွေပြုပြင်ပြောင်းလဲခဲ့သလဲဆိုတာကတော့နောက်တစ်ချိန်ပြန်ပြောကြရမယ်ပိုလေးနဲ့တည်းပုံပြင်တစ်ပုတ်ဖြစ်နေပါလိမ့်မယ်ကျမလွတ်မြောက်လာပြီးပထမဆုံးရေးဖြစ်တဲ့ဒီဆောင်းမကိုကျမက အခုလိုအဆုံးသတ်ချင်ပါတယ်လွန်ခဲ့တဲ့အနှစ်20လုံးလုံးကျမကိုထောက်ခံမှုနဲ့ခင်မင်မှုပေးခဲ့တဲ့မိုင်းနစ်ချရှင်ဘွန်တရင်စာကိုကျမကျေးဇူးတင်ကြောင်းပြောရင်း ကျမခင်မောအထူးနှစ်သက်ခဲ့ပြီးအမြင်ရှင်သန်နေမဲ့ပညာအမြင်ကြောင့်ကျမကိုယ်တိုင်လည်းနှစ်သက်ရတဲ့ကြပြတဲ့ဘုတ်ကကောင်းနှုတ်ချက်ကလေးကိုကျမရဲ့စာဖတ်ပရိသတ်တွေနဲ့မျှဝေခြင်းပါတယ်။မနေ့ကဆိုတာအိမ်မက်မြတာမနေ့ပြန်ဆိုတာစိတ်ထဲကပုံရိပ်အလားဒါပေမဲ့ဒီနေ့ကိုသာကောင်းကောင်းနေသွားမနေ့ကတိုင်းကြည်နူးစရာ အိမ်မက်ဖြစ်တယ်လို့မနေ့ပြန်တိုင်းမျောလင်းချက်ပြည့်တဲ့ ပုံရိပ်ဖြစ်မယ်။ဒီနေ့ကသာ ကောင်းကောင်းကြည်နေသွား။ The salutation to the dawn ဆိုတဲ့ကဗျာရှိကနေထုံနှုတ်ထားတာလေးဖြစ်ပါတယ်။အောင်ဆန်းစုကြည်ဂျပန်နိုင်ငံမိုင်းနီချီသတင်းစာရဲ့မြန်မာပြည်ကရေးတဲ့စာကဏ္ဍမှာ2021ခုနှစ်ဇန်နဝါရီ1ရက်နေ့ကဂျပန်ဘာသာ အင်္ဂလိပ်ဘာသာတွေနဲ့ဖော်ပြခဲ့တဲ့ နောက်ပြန်ကြည့်ရင် ရှေ့မျောကြည့် looking back looking forward ဆိုတဲ့စောင်းမလေးပဲဖြစ်ပါတယ်ရှင်အခုမြန်မာဘာသာပြန်ကိုတော့ပြည်သူခေတ် channel အတွေ့နှစ်အမှတ်87မှာရေးသားဖော်ပြခဲ့ဘူးတာဖြစ်ပါတယ်ရှင်နားဆင်ခဲ့ကြသူများ ရှင်လန်အပန်းပြေကျမ်းမာကြပါစေရှင်ကျမကတော့ ND ပါ